မကြသေးမီကမှအိမ်တော်ွယ်ဖြစ်ခဲ့ရတဲ့ရုံးဝတီလူမျိုးတယောက်ဟာအခုဆိုရင်တန်းရွှေရဲ့မြေဖြစ်တဲ့နေရွှေတွေးအောင်နဲ့တွဲသွားတွဲလာလုပ်ပြီးလက်ထက်တော့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ဒါကိုနေရွှေတွေးအောင်ဘက်ကတော့ညင်ထားခြင်းမရှိပေမဲ့သူ့ရဲ့ကိုယ်ပိုင် Facebook အကောင့်မှာတော့သူ့ရဲ့ချစ်သူပါတဲ့ပုံကိုမတိမတာတင်ထားတာဖြစ်ပြီးသူနဲ့ရုံးဝတီလူမျိုးနဲ့တကယ်မဟုတ်ကြောင်းကိုရှင်းပြမနေတော့ပဲပုံလေးတစ်ပုံနဲ့သာဖြည့်ရှင်းထားခဲ့ပါတယ်။ ပြည်သက်တွေကတော့နေရွှေသွေးအောင်နဲ့ရုံးဝတီလူမှုတို့ဟာအပြင်မှာတွဲသွားတွဲလာလုံနေတာကိုမြင်ခဲ့တဲ့လူတချို့ကပြန်လည်တွေ့ပြထားပါတယ်သူတို့ဟာတကယ်ပဲအပြင်မှာတွဲနေခဲ့တာလားဒါမှမဟုတ်ဘာအကြောင်းနဲ့တွေ့နေခဲ့တာလဲဆိုတော့ကိုပြည်သက်များဝင်ရောက်ဆွေးနွေးပြီးသွားပါဦးဗျာ